ဆရာသမားရင်းကိုကျေးဇူးမတိတတ်တဲ့မင်းသမီးအေးမြသူရဲ့လောက်ရတစ်ခုကိုပြောလာတဲ့ဒရိုက်တာတီဟာကျော်ဆိုမိတ်တမများအလုံးမဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမတို့ရဲ့အနုပညာလောကမှာထိတ်တန်းနေရကနေအောင်မြင်မှုတွေကိုရရှိနေတဲ့မင်းသမီးရှော့အေးမြသူဟာဒီမရဲ့လက်ဦးဆရာတူဖြစ်တဲ့ရိုက်တာတီဟာကျော်ဆိုကိုကျေးဇူးမတိတတ်တဲ့အကြောင်းအရာလေးတစ်ခုပြောပြရှင်ပါတယ်အေးမြသူကိုအနုပညာလောကထဲက အတွဲခေါ်ခဲ့တဲ့လောဦးဆရာတို့ဖြစ်သူရာဇာတီဟကျော်စိုးကမကြသေးခင်ကအင်တာဗျူးတစ်ခုမှာအင်းမြတူရဲ့လောက်ရလေးတစ်ခုနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ခံစားချက်တွေကိုရင်ဖွဲ့ပြောကြားလာခဲ့ပါတယ်။ရာဇာတီဟကျော်စိုးရဲ့ပြောပြချက်အရတော့အင်းမြတူကိုပြိတ္တတွေတတိထားမိလာခြင်းမဲ့ခေါင်းဆောင်မင်းသမီးနေရာမှာပထမဆုံးအချိန်တင်ရိုက်ခဲ့တာကသူကိုယ်တိုင်ဖြစ်တယ်လို့သိရပါတယ်။ရာဇာတီဟကျော်စိုးကဂျင်းမဆိုတဲ့ဗီဒီယိုဇာကားမှာအင်းမြတူကိုခေါင်းဆောင်မင်းသမီးအဖြစ်ပွဲထုတ်ခဲ့တာဖြစ်ပြီး ဲ့ဒီဇာကားနဲ့ပဲအေမြတ်သူဟာဂျင်းမအေမြတ်သူဆိုပြီးပရိတ်သတ်တွေရဲ့အင်ထဲကိုစတင်ရောက်ရှိခဲ့တာပါဒါတင်မကားသေးပါဘူးမအေးပွေမြင်းမြတ်ဆန်းလမ်း30ဆိုတဲ့ရုပ်ရှင်ဇာကားကြီးမှလည်းအေမြတ်သူကိုခေါင်းဆောင်မင်းသမီးအဖြစ်နဲ့ရုံကြည်ကြည်နဲ့ရိုက်ကူးပေးခဲ့တဲ့သူကဒါရိုက်တာတီဟာကျော်ဆိုးပါပဲဒီလိုမျိုးကိုယ့်အတွက်အရေးပါတဲ့အနုပညာခီးလိုင်းရဲ့အစမှာအတွက်ခေါ်ခဲ့တဲ့ဆရာတယောက်ဖြစ်ပေမဲ့အင်းမြတ်သူတယောက်ဒီမရဲ့စူးစမ်းအထောက်မှုတွေအတွက် မြင့်ဆုံးအတိမပြုမှုဖြစ်တဲ့ Academy ချီချွန်စုကိုထပ်လိုက်တတန်းစုခုရရှိတဲ့အချိန်မှာအဖြစ်ပြလေတခုဖြစ်ပွားခဲ့ပါတယ် Academy စုယူပြီးတော့အစီအမင်းထက်မှာယေစုတင်စကားပြောတဲ့အခါမှာဒီမရဲ့ဘဝနဲ့အနှစ်ပညာအတွက်ယေစုရှိခဲ့သူအားလုံးကိုနာမည်တပ်ပြီးတော့ယေစုတင်စကားပြောခဲ့ပေမဲ့ဒီမကိုပထမဆုံးခေါင်းဆောင်မင်းသမီးအဖြစ်နဲ့ပွဲထုတ်ပေးခဲ့တဲ့ရိုက်တာတီဟကျော်ဆိုးရဲ့အနာမည်ကိုတော့ထည့်သွင်းပြောကြားခြင်းမရှိခဲ့ပါဘူးဒီအပေါ်မှာရိုက်တာကြီးအနေနဲ့ အနှဲငယ်စိတ်မကောင်းဖြစ်ခဲ့ရတယ်လို့ယင်ဖွက်ခဲ့တာပါ။ဒါပေမဲ့ဒီနေရာမှာဆရာတယောက်ရဲ့မွန်မြတ်တဲ့စိတ်ထားကိုမြင်တွေ့ခဲ့ရပါတယ်။ဒေါက်တာတီဟာကျော်စိုးကသူ့အနေနဲ့တပည့်ဖြစ်သူအေးမြသူကိုလုံးဝအပြင်းမတင်ပါဘူး။စင်မြင့်ထက်မှာတနိုင်ကလုံးကဝိတ်တက်တွေချိန်မှာအကယ်ဒမီစုကြီးကိုလက်ခံရရှိခဲ့တဲ့အတွက်စိတ်လှုပ်ရှားပြီးတော့အယံပျော်နေတဲ့အချိန်မှာသူ့ရဲ့နာမည်ကိုမေ့ကြံသွားတာဖြစ်မယ်လို့နားလည်မှုအပြင်နဲ့ခွင့်လွှတ်ကြောင်းပြောကြားခဲ့ပါတယ်။ဒီအကြောင်းအရာလေးကိုပြောပြပြီးတဲ့နောက်မှာ ရိုက်တာကြီးကအေးမြတ်သူရဲ့အလုပ်ပေါ်မှာထားတဲ့ professional ရမှုနဲ့စိတ်ဓာတ်တွေကိုရှိကျူးစကားဆိုခဲ့ပြန်ပါတယ်။သူကဒီလောကထဲကမင်းသမီးတွေထဲမှာအေးမြတ်သူကလိမ္မာရေးကြအရှိဆုံး professional အဆန်ဆုံးနဲ့အလုပ်တွဲလုပ်လို့အကောင်းဆုံးထဲမှာပါတယ်လို့ဆိုပါတယ်။တချို့မင်းသမီးတွေကရိုက်ကွင်းပေါ်မှာတိတိုမီခင်တွေရဲ့စကားကိုနားထောင်ပြီးတော့အလုပ်လုပ်ရတာအဆင်မပြေတာတွေ၊ရိုက်တာရဲ့ character တွင်းမှုတွေကိုအပြည့်အဝမခံယူနိုင်တာတွေရှိတတ်ပေမဲ့ အေးမြတ်သူကတော့အမြဲတမ်းကိုဆုံးဖြတ်ခြင်းနဲ့ကိုရပ်တည်ပြီးတော့လိုက်တာလိုချင်တဲ့အတိုင်းအကောင်းဆုံးဖြစ်အောင်ကြိုးစားလှုပ်ဆောင်ပေးနိုင်တဲ့အတွက်သူ့ကိုအရန်တဘောကြတယ်လို့ထားလောင်းပြောကြားတော့ခဲ့ပါတယ်ဒီအင်တာဗျူးလေးကိုဒီရှင်းအဖြစ်လိုက်တာကြီးတီဟာကျော်စိုးအနေနဲ့သူ့ရဲ့တပည့်မလေးအပေါ်မှာဘယ်လောက်ထိရှိခင်ကုန်ယူလဲဆိုတာကိုပေါ်လွင်နေပါတယ်ကျေးဇူးတင်စကားပြောဖို့မိတ်ကြံခဲ့တဲ့ကိစ္စလေးအတွက်အနှဲငယ်ဝါနဲ့စိတ်မကောင်းဖြစ်ခဲ့ပေမဲ့တပည့်ဖြစ်သူရဲ့အရေးရှင်အလုပ်ပေါ်မှာထားတဲ့ ိတ်ဓာတ်နဲ့ကြိုးစားမှုကိုတော့အပြည့်အဝအတိမပြုပြီးတော့ရှိရှိစကားဆိုခဲ့တာကတကယ့်ကိုဆရာပီတတ်တဲ့မေတ္တာတရားပါပဲပြိတ္တကြီးတို့အနေနဲ့ရောဒီအကြောင်းအရာလေးပေါ်မှာဘလို့မြင်ကြပါတယ်လဲရှင်ဆင်မြင်ပေါ်မှာစိတ်လှုပ်ရှားပြီးတော့ဆရာဖြစ်သူကိုယေရှုတင်စကားပြောဖို့မိကြံခဲ့တဲ့အေးမြတ်သူရဲ့အဖြစ်ကိုနားလည်ပေးနိုင်ပါတလားဒါမှမဟုတ်ဆရာရဲ့ကျေးဇူးကိုအမြဲတမ်းမှားရနေတဲ့လို့ထင်ပါတလားမိမိတို့ရဲ့အမြင်လေးကိုမှချစ်ပေးခဲ့ပါအောင်ရှင်ကြည့်ရှုပေးခဲ့တဲ့အတွက်အလုံးကိုကျေးဇူးတင်ပါတယ်ရှင်